ဒီမြန်မာနိုင်ငံမှာပေါ့နော်အခုလက်ရှိအခြေအနေရပါတော့ဒီမတန်ဆွမ်းတဲ့သူတွေအတွက်အလောက်ကိုင်ခွင့်လန်းအနေနဲ့ပြောရမယ်ဆိုရင်တော့အခုတက်တလို့အချိန်မှာပေါ့နော်ခွင့်လန်းနေရတော့တဖြည်းဖြည်းတော့ကစားကစားတော့ပေါ်လာပြီပေါ့နော်အခုဆိုရင် call center တို့တခြားသောဟိုကုမ္ပဏီတွေကနေပြီးဒီမတန်ဆွမ်းဝန်ထမ်းတွေကိုခေါ်ယူနေကြပြီပေါ့နော်အဲအားရကျဉ်းတဲ့မှုတိုင်းတာကိုပြောရမယ်ဆိုရင်တော့ ဟိုနည်းသေးရပါဘောနော်ဟိုအရင်ကြီးတော့အားတင်နေမှုတော့ဟုတ်သိတော့မရှိသေးပါဘောဟုတ်อืมအလောက်ကန်ခွန်းလန်းနေရတော့တော်တော်များတော့ပွင့်လန်းနေတာဘောနော် အားရကျင်နေမှုရှိလားဆိုတော့အရင်ရက်ဆိုင်လို့ရှိရင်တော့ကျင်နေမှုရှိရဲဆိုပေမဲ့ထပ်ပြီးတော့လေဒီတက်ခွန်းလန်းတွေကိုပွင့်လန်းစေချင်သေးတယ်ဘောအဲအခုနောက်အခုဆိုလို့ရှိရင်ပေါ့နော်ဘာပဲပြောပြောမတန်ဆန်းနေတက်ကလောက်ကန်ခလန်းနေရအရင်ကတည်းကဆိုင်ပွင့်လန်းလာပြီပေါ့နော်အဲ့အတွက်ဟို ကျင့်တဲ့အာရမှုရှိတယ်ပေါ့ဒါပေမဲ့ဒီတက်ပို့ပြီးကျင့်တဲ့အာရမှုပို့ရှိခြင်းနေပေါ့နော်အခုကတော့မရှိဘူးလားဆိုတော့ရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခုနောက်ပိုင်းများသောအားဖြင့်အဲ့လိုကုမ္ပဏီတွေဟိုကိုယ့်ရဲ့အဖွဲ့အစည်းဖြစ်တဲ့ NGO အဖွဲ့အစည်းတွေတို့တခြားအဲ့လိုမျိုးပေါ့နော်စိုင်းနေရအစအဲ့လိုမျိုးတန်ဆန်းတွေကိုလက်ခံလာပြီးဖြစ်တဲ့အတွက်ပေါ့ဟိုကျင့်တဲ့အာရမှုလို့ရှိပါတယ်ညာရင်မတန်ဆွမ်းအတွက်ကတော့ဒီအလောက်ကင်ခွင်လန်းအတွက်ကတော့ဟို အမတမ်းမှရှားပါရတယ်ပေါ့နော်ကျွန်တော်ဒီကိုဝင်ကားတွေနောက်နာမကြတဲ့သူတွေဒီအမြင်အာရုံမတန်ဆွမ်းတဲ့သူတွေအတွက်ကြတော့ဟိုကိုယ်မှရှိရင်အဲကိုယ်မှရှိတဲ့အရေးအချင်းလိုက်ပေါ့နော်ဟိုအလုပ်တနေရာစားတော့ဘာပဲပြောပြောဟိုရနိုင်ဖို့ခွင့်လန်းတွေအများကြီးရှိရပေါ့နော်ဒီညာရင်မတန်ဆွမ်းတဲ့သူတွေအတွက်ကြတော့အလုပ်ကံခွင့်လန်းအတွက်ကကြတော့ဟိုတော်တော်လေးတော့ရှားပါနေရဲ့အခုအချိန်မှလည်းအဲသူတို့အတွက်ပေါ့နော်အလုပ်ကံခွင့်လန်းတွေတည်တံ့ဖန်တီးပေးရမျိုးလဲမတွေ့ရဘူးပေါ့နော် ုပ်ငန်းခွင်နေထဲမှာကြုံတွေ့ရမယ့်အခက်အခဲတွေကဘာတွေရှိနိုင်မလဲဆိုတော့သူတို့တွေရဲ့ဟိုဟိုပေါ့သူတို့တွေအရေးချင်းတွေပြောင်းရနိုင်မယ်ဆိုလို့ရှိရင်တော့လေအခက်အခဲတွေကဘာတွေဖြစ်နိုင်မလဲဆိုလူမှုဆက်ဆံရေးအခက်အခဲဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့မတန်ဆွမ်းနေရအများသောအားဖြင့်လေအပြင်းမထွက်ဘူး။အပြင်းမထွက်ဘူးဆိုတော့သူတို့တွေကအများနဲ့ဆက်ဆံတဲ့နေရာမှာတချို့ကြတော့လည်းဆက်ဆံတာအဆင်ပြေတယ်။တချို့ကြတော့လည်းဆက်ဆံတာအဆင်မပြေဘူးပေါ့နော်။အဲဒါကြောင့်မို့သူတို့ရဲ့ဆက်ဆံရေးတွေ စိတ်ဓာတ်ရေးရပေါ့နော်သူတို့စိတ်ကအများနဲ့ငယ်နေမယ်ဆိုလို့ရှိရင်ဟိုအများကြီးနဲ့တိုးမပေါက်ပဲအဲ့ဒါတော့အခက်အခဲဖြစ်သွားနိုင်တယ်လို့ထင်တယ်အရင်တော့ဆိုလို့ရှိရင်ကို့မှာဟိုလုံနိုင်တဲ့ scale ရှိပြီမဲ့ပေါ့နော်သူတို့တွေကမတန်ဆမှုနဲ့ပတ်သက်ပြီးအမြင်မရှိတဲ့အတွက်အဲ့ဒီဟိမတန်ဆမှုကို့ကို့ဒီကို့ရဲ့မတန်ဆမှုနဲ့ပတ်သက်ပြီးအဲ့အခက်ခဲကတော့ရှိခဲ့တယ်ပေါ့တခြားသူတို့လက်ခံလာနိုင်ဖို့ပေါ့နော်အဲ့လိုမတန်ဆမှုနဲ့ဟို ရင်းနှီးလာဖို့အဲ့လိုမျိုးရမ်းပြောရတာတွေတို့ပေါ့နော်ကိုဘကနေစားပြီးတော့ပေါ့နော်အခွင့်အလမ်းနေဖောက်ပြီးအဲ့လိုမျိုးပြောရတဲ့ဟာမျိုးရှိတယ်ပေါ့ရင်းနှီးခက်ခဲတယ်ပေါ့